အားလုံးပဲမင်္ဂလာပါမယ်ဒီ channel ကနေအားလုံးကြိုဆိုပါရစေကျွန်တော်ဒီကနေ့မှာတော့ message တောင်းတဲ့အသင်းနဲ့ပတ်သက်ပြီးတော့ကစားသမားတွေနောက်ဆုံးရသတင်းတွေပို့ရထားရရှိပါတယ်ဒေါမွေတောင်းပွဲကစားသမားဖြစ်တဲ့အာရီယာမင်းနဲ့ပတ်သက်ပြီးတော့ဖာဗဇူရူမနိုကရပိုလုံးဖော်ပြလာတဲ့နေသားတခုရှိပါတယ်ဆိုတော့ဒီကစားသမားနဲ့ပတ်သက်ပြီးတော့နောက်ဆုံးရအချင်းတွေတခုမှဘလို့အကြောင်းအရာတွေပါဝင်မှုစီးမလဲဆိုတော့ကျွန်တော်ဆွေးနွေးတော့ပါမယ်အားလုံးပဲမင်္ဂလာပါစားသမားတို့ရဲ့မင်္ဂလာပါဆိုတော့လက်ကြီးမှာပေါ့ဗျာအတင်းနဲ့ကစားသမားဖြစ်သူရဲ့တည်င်းအားဆိုရင်ဘာမှတီးတီးကြကြလှုပ်ဆောင်နေတာရှိမနေဘူးဒါကကျွန်တော်ကောလာလာတစ်ခုဖြစ်တယ်ပေါ့ အသင်းဘက်ကတော့ဒီလိုကစားသမားပုံစံတောင်ပယ်နေရာတို့နဲ့ပဲတင်းတို့နေရာတို့မှာကစားနိုင်ပြီးတော့ခြေစွမ်းပိုင်းစကေးတွေကောင်းမွန်နေကစားသမားတွေကတော့လူအေးတွေဆိုတော့မဲနေစောင့်ကြည့်မှုတွေရှိခဲ့ပေမဲ့လို့အမေရိကန်ဒိုင်ယိုက်ဆက်သွယ်မှုတွေလုံးဝမရှိခဲ့ဘူးဆိုပြီးတော့ရိုမန်နိုကလည်းကျွန်တော်ဖော်ပြခဲ့ပါတယ်ဆိုတော့ကစားသမားပြည်သူရဲ့ quality အနေထားကလည်းပဲ LFD ကောင်းနေတယ်မှာမပါဘူးညနှုတ်မြင့်တဲ့တောင်ပယ်နေရာတို့နဲ့ပဲတင်းတို့နေရာတို့မှာကစားနိုင်တဲ့ခြေတွေတဲ23နေပဲရှိသေးတယ်ကြောင်နေနိုင်ငံသားဖြစ်တဲ့ဂျက်ကိုင်မူပိုင်းအသင်းပေါ်ချင်းချင်းပေးပို့မှုတွေ ပြိုင်ဖဲကစားသမားတွေနဲ့ဘောလုံးချီလီမှုတွေနဲ့ပြိုင်ဖဲကိုဒုက္ခပေးမှုရှိတာတော့ပြီးလို့ရှိရင်တီချမှုတွေက LOD ကောင်းတဲ့တွေမှာမပါပါဘူးဆိုတော့ United အသင်းကလေးပေါ့ဗျာအဓိကအဖြစ်ကျွန်တော်တို့တောင်ပယ်နေရတို့ကနေထိုးပေါက်နေစင်းရှိတဲ့ပလေယာတွေတီချမယ်ကယ်ပြီးတော့ကိုအဖြစ်ပြောင်းလဲနိုင်စင်းရှိတဲ့ပလေယာတွေကိုပဲကျွန်တော်လိုအပ်တာကစားသမားဖြစ်သူကအဲ့ဒါတွေနဲ့လုံးဝဆန့်ကျင်ပဲဖြစ်နေတယ်မြေနုမြင့်တာတစ်ခုတည်းနဲ့ဘာလို့လို့ရမလဲ တကယ်တော့ကျော်ရွေးလေတဲ့အသင်လိုရတာကအဲ့လိုမျိုးမဟုတ်ဘူးလက်ရှိမှာပေါ့ဗျာအာရီယာမင်းရဲ့ပေါက်ဈေးကပေါက်သန်း60ကနေ80လောက်ရှိတယ်ဆိုတော့အဲ့လိုတန်ကြီးတစ်ခုဆိုရင်ဂျန်တဲ့ကစားသမားတွေကိုကျွန်တော်အမေရိကခေါ်ယူလို့ရတယ်ကွင်းလီမှာလည်းကျွန်တော်လိုအပ်နေတာဖြစ်တဲ့အတွက်အဓိကအဲ့ဒီတောင်ပယ်နေရာထက်ကိုကျွန်တော်တို့ရဲ့ပြင်ပကတော့ကွင်းလီပဲဇန်နဝါရီဈေးကွက်မှာလည်းပဲအမေရိကခေါ်ယူဖို့ပြတဲ့ကျွန်တော် ကျုပ်ပဲ့နေမှုတွေရှိတယ်။လက်ရှိကစားသမားဖြစ်သူနဲ့တည်ငါတော့ကောလာလာတကူဖြစ်တယ်။တောင်ပေတို့မှဆိုရင်ကစားသမားအများစုကျွန်တော်ရှိတယ်။အာမေဆန်မော်တို့ရှိတယ်။မတိယကိုညာတို့ဘရိုင်ယန်အမ်ဘူမိုတို့အာမေဒီယာလိုတို့စသဖြင့်ပေါ့ဗျာကျွန်တော်တို့ဘရူနိုဖာနယ်တို့ရှိတယ်။ဒီလိုပုံစံမှာကျွန်တော်အတင်ကအမေရိကန်လူအဲ့တဲ့နေရာကိုပဲအားဖြစ်တင်တယ်လို့ကျွန်တော်ကတော့မြင်မိတယ်။လက်ရှိမှာလည်းဒီကစားသမားဖြစ်သူယူနေတဲ့အတင်ကခေါ်ဖို့ဆိုတာကတော့ဒါကတော့ဒီတေချောင်မှုလို့ရှိမနေဘူးပေါ့ဗျာသူတို့စာသမားတွေဒါကမက်ရှယ်ဆောင်နေတဲ့အတင်းနဲ့နောက်ထပ်တစ်ကြိမ်တည်င်းထွက်လာခဲ့တဲ့ တော့မွေအတင်းလူငယ်ကစားသမားလေးတောင်ပဲကစားသမားတယောက်ဖြစ်တဲ့အာဒီယာမီနဲ့ပတ်သက်ပြီးတော့နောက်ဆုံးရထားတဲ့ report တစ်ခုပေါ့ဆိုတော့ညီကတို့အနေနဲ့ဒီကစားသမားဖြစ်သူနဲ့ပတ်သက်ပြီးတော့ဘလို့ထင်မြင်ချက်ချက်ရှိလဲတကယ်ပဲမက်ရှယ်ဆောင်နေတဲ့အတင်းနဲ့အာဒီယာမီကအဆင်ပြေနိုင်စေရှိမလားလွယ်တဲ့နေရာမှာဒီလူငယ်ကစားသမားလေးကိုအမေရိကခေါ်မှုရှိမလားဆိုတာဆွေးနွေးပေးကြပါဦးဒီဒီဘက်ကတော့ United အတင်းကပေါ့ဗျာကိုရီးအိုထရဗိုမှာ everyday ကိုလက်ခံကစားဖို့ရှိပါတယ်ဆိုတော့အဲ့ဒီပွဲစဉ်အတွက်ကိုလည်းကျွန်တော်အနေနဲ့ဗီဒီယိုလုပ်ဖို့ရှိပါတယ်ပွဲကြုံ30ချက်ပေါ့ဗျာစောင့်မျှော်ကြပါဦး အာဗီဒီယိုလေးကတော့ဒီလောက်ပါပဲကြည့်ရှုအားပေးတဲ့ညီကိုဒူးတယောက်စီတိုက်ဖို့အထူးပဲကျွန်တော်ကျေးဇူးတင်ပါတယ်အားလုံးပဲโอเคပါအားလုံးပဲလေးစားပါတယ်